အားလုံးပဲမင်္ဂလာပါရှင်။ယခုတစ်ခါဖတ်ပြပေးမှာကတော့ဆိုင်းရီဆီယမ်မကြီးကျူကျူသိန်းရေးသားထားသော အတိန်အနတ်ဆိုတဲ့ဝတ္ထုလိုလေးပဲဖြစ်ပါရဲ့ရှင်။နားဆင်ပေးကြပါအောင်ရှင်။လက်လက်သည်ရှိုက်ခါရှိုက်ခါငိုနေရှာသည်။သူခမရရင်ထဲတွင်သူသိပ်ခွဲဝှက်ထားသမျှကိုမျက်ရည်အဖြစ် ဖန်ဆင်းကတက်တာမှုကိုရှာနေသည်ထင်။ငိမ့်ကအားပေးနှစ်သိမ့်မှုကိုပြုတော်လဲတတော်နဲ့အငုံမတိတ်ချီ။ တိတ်ပါတော့ကွယ်မျက်လုံးတွေအောင့်လာလိုက်မယ်။သူမကြည့်ကိုကလည်းမခင်ယုံပေါ့မဟုတ်ဘူးလား။မငုံနဲ့တော့ညီမရဲ့။ရော့မျက်ရည်တုပ်လိုက်အောင်နော်။လက်လက်သေးလက်ကင်မွားကိုလှမ်းယူရင်းပြော၏။သူမကြင်တာအေးမဟုတ်ပါဘူးမမညင်ရဲ့။ခုလိုလူကြီးတွေနဲ့အတိအလင်းပြောဆိုပြီးမှဒီပြင်မိမတရားကိုယူသွားတာလက်လက်သိပ်ရှက်တာပဲ။တကယ်ပဲလက်လက်အစကလေးကချစ်ခဲ့တာမှမဟုတ်ပဲ။ လူကြီးတွေစိတ်ချမ်းသာအောင်လက်လက်ခေါင်းညင်ခဲ့ရတာခုတော့လက်လက်သည်ဆက်မပြောနိုင်မဲရှိုက်နေပြန်သည်မပြောပါနဲ့တော့ကွယ်ပြီးတာပြီးပါစေတော့ရှက်เสียရလဲမလိုပါဘူးကိုကသစ္စာမဲ့တာ ဖောက်ပြန်တာမှမဟုတ်ပဲငိုမနေနဲ့ညီမမျက်လုံးကကောင်းတာလည်းမဟုတ်ဘူးဟောဟိုမှာตาကြီးနိုးလာပြီခြိထားလိုက်ပါဦးညီမရေမမငြိမ်သားဖို့နှုတ်ဖြော်လိုက်အောင်ပါ လက်လက်သည့်မျက်ရည်များကိုတုပ်ပြကသားစီတို့ခတ်သွက်သွက်ကလေးတွားကပွေထားလိုက်သားသည်လက်လက်ပါကိုမှုန်ဝင်ပြင်းအန်တီချစ်တယ်ဟုတွတ်တီတွတ်တာပြောနေငြိမ်နှုတ်ဖြော်ပြီးထွက်လာသောအခါလက်လက်ကိုအပြုံးနှင့်တွေ့လဲရသဖြင့်စိတ်သက်သာရာရသွားတော့၏ဇောကတိတ်ညာရနေပြီလက်လက်ကိုတိတ်ပလီတာပဲခုပြောရင်သားဤပါမမို့ကိုအသာရာနမ်းလိုက်သည်ပြီးရင်သားကိုသူ့ရင်ခွင်ထဲတွင်ထည့်ကား နှုတ်ကလေးနှင့်နှုတ်တိုက်သည် ထိုခဏမှာပင်အိမ်ရှိသူကားတစီထိုးဆိုင်တန်းကြားရပြီးအိမ်မော်တို့တက်လာသောခြေတံကိုကြားရ၏ဟေ့ငယ်တကားပွင့်မအောင်ပက်ကီပါဟာပက်ကီမပေါ်တာအတော်ကြာလာပါလားလာလာတယောက်ထဲလာမဟုတ်ဘူးသရိုးသားပါပါလာတယ်ဘယ်သူတော့ကြောကြည့်လာကျညာဖမန်းယူရလဲကိုလိုကွဲသွားတာကြာပြီပဲဟာ လိုယူမမြင်ဘူးသေးဘူးကိုတိရယ်နိုင်ငံခြားကပြန်လာတာသိမကြသေးဘူးခေါ်လိုက်ပါအောင်လားငိမ့်ကြည့်ပြရစေအောင်ကြည့်ရမယ်ကြည့်ရမယ်ကြည့်အောင်မယ်နော်ယူသိပ်ပငန်းရအောင်ဒေါ်စမ်းမှာမိပက်ကြီးကလည်းပက်ကြီးဒီကားထဲမှာသူ့အဖို့ကိုလှမ်းခေါ်လိုက်ဒါကိုမိတ်ဆွေလေဒေါက်တာကျော်မင်းကိုမင်းဒါကပက်ကြီးအချစ်ဆုံးတကယ်ချင်းငိမ့်နဲ့ ဒေါက်တာကျော်မင်းဒီငင်းရတွေ့ရတာဝမ်းသာပါတယ်ဟုဆိုလိုက်သဖြင့်ငင်းကလည်းတုတ်ပြန်၍ဝမ်းသာစကားဆိုလိုက်။ထိုင်မအောင်လေပက်ကြီးကလည်းဒေါက်တာထိုင်မငင်းတစ်ခုခုဖြောလိုက်ပါအောင်မယ်။ဟာနေပါစေညံ့ညလာဖြောခဲ့။ကိုကတော့တန်မြာကြီးပဲနော်။ကိုမင်းရောအတူတူပဲလား။ဒေါက်တာကျော်မင်းကခေါင်းငိန်ပြလိုက်။ငင်းဒီပိုင်ပိုင်ဆူးဆူးရှိလာတော့ပက်ကြီးကိုကြည့်ရင် ။သူကတော့အမြဲကန်ကောင်းနေတဲ့မိန်းကလေးပါပဲဟုတွေးလိုက်မိ။ပက်ကီသည်ជីជីမာစတာတကူ၏သမီးပြီးပြီးအပေါင်းအသင်းအင်မတန်ဆန့်သည်။သူ့မိတ်ဆွေစီရင်နေတွင်မိန်းကလေးထက်ယောက်ျားလေးများသည့်ကိုတွေ့ရှိနိုင်၏။ရီးစားလေးအင်မတန်များသည်။သို့သောတစ္ဆာမရှိသည့်မိန်းကလေးဟူ၍တော့သူ့ကိုယ်သူမယူဆခြင်း။ဟုတ်တယ်လေကိုကတစ်ချိန်နဲ့ရေးစားတဲ့အများကြီးထားတာမှမဟုတ်ပဲညီရဲ့ တယောက်နဲ့စိတ်မခံတဲ့ရင်လို့တွေ့ကွဲသွားမှနောက်တယောက်နဲ့စိတ်ကြိုက်ထားတာဒါတရားနိလန့်ကြပါလေမဟုတ်ဘူးလားစိတ်အခက်မတင်လို့ကွဲသွားသည်ဆိုဒီမှလဲလွယ်ကူလာကြသည်ငိမ့်သည့်သောပက်ကြီးပထမအုံဆုံးချစ်သူတော်ကကွဲရသည်မှာချိန်ထားသည့်အချိန်မလာတော့ကြောင့်ဖြစ်ဒုတိယလူမှာပက်ကြီးအပြုတ်မှုအနေထိုင်ကိုပြုတ်ပြင်းရန်ပြောလာတော့ကြောင့်ကွဲရသည်တတိယလူမှာပက်ကြီးမွေးနေသို့မလာတော့ကြောင့်ကွဲရ၏ ဤသို့ထိုသို့အနည်းသို့စသောအကြောင်းများကြောင့်ပက္ကီမှာရည်သားတက်စီမကများခဲ့ရသည်တက္ကသိုလ်တက်နေစဉ်ကဘာသာရွေးခြင်းမတူ၍ပက္ကီအဖော်များအကြောင်းသိမ့်မသိခဲ့ရဘွဲရရဲ့ငြိမ်းအိမ်အောင်ကြခြင်းနဲ့ပက္ကီကတက္ကသိုလ်မှာပင်ဆရာဆက်လုံနေမမတ်ရရတားစုံကိုမျက်နှာမြင်ခြင်းကတစ်ခေါက်လာ၏ထိုစဉ်ကအတူပါလာသူမှာပက္ကီနှင့်တဌာနရဲလို့သူဆရာဥခေဝင်နေနောက်တစ်ခေါက် ပကီ25နှစ်မြောက်မွေးနေ့လာဖိတ်စဉ်ကတွဲလာသူမှာအင်္ဂလိပ်စာဌာနမှဂျော်ဂျီဖြစ်၏ယခုတစ်ခေါက်လာတော့ခါသူ့ဘွေတွင်ဂျော်ဂျီအစားဒေါက်တာဂျော်မင်းပါလာခြင်းပြီကိုရိုးကိုအော်တိုဝါမှာလက်ထပ်တော်မယ်ညီဆက်ဆက်လာရမယ်နော်ကိုသေးကြီးကိုလည်းပြောလိုက်ပါဦးဟာကိုမင်းတော်သိချင်သိမယ်ညီဟပ်ပီဘွေရတာကိုမင်းနဲ့တနစ်သေးပဲညီ ယူလူတက်ပုံပြလိုက်စမ်းဟောသူပေါ့တိလာကုန်မင်းမြင်မှုပါတယ်နေအောင်သူပင်မောင်တိတ်ကစားတယ်မဟုတ်လားရေလဲကူးတယ်လေအာဟုတ်ပြီတိတာပေါ့ကျွန်တော်လည်းခင်ပါတယ်ကောင်းတာပေါ့ရင်းနှီးတဲ့မိတ်ဆွေတွေပြန်ဆောင်ရတာပြောစရာပါပဲဒေါက်တာတို့နှစ်ယောက်အတွက်လည်းတိတ်ဝမ်းသာပါတယ်ပက်ကြီးကတော့တော်တော်ပြောနေပြီပေါ့ဟုတ်လားပက်ကြီးဒီမျက်စိတစ်ဖက်အသာမိတ်ပြရင်ခေါင်းငိတ်လိုက် ပျော်ပျော်နေတတ်သောအကျင့်ကလေးကတော့မျက်နှိုးစရာပဲ။ဟာမမညင်ရလဲမပေးပါနဲ့လက်လက်မြစ်တာနဲ့ချုပ်ပေးထားတာပါ။မပေးလို့တော့မဖြစ်ဘူးညီမပေးရမှာပဲ။မယူရင်တော့မမညင်စိတ်ဆိုးရလိမ့်မယ်။လက်လက်တပင်တပန်ချုပ်ထားရတာ။ချုပ်ခါတော့ယူရမှာပေါ့။ကြော့ယူသွား။ညင်းကဆုပ်ပေးတော့မှလက်လက်ကယူ၏။လက်လက်သည်သူတို့တအိမ်သားလုံးဤစားဝတ်နေရေးကိုသူကိုယ်တိုင်ဆက်ချုပ်၏။ ဖန်နည်းနေရရှာသူကလေးဖြစ်၏မနှက်မိုးလင်းချက်ပြုတ်ပြီးစီးတွေနဲ့ဆက်ထိုင်ချုပ်လိုက်သည်မှာထမင်းစားချိန်၁၇နာရီခန့်ရှိမှတချီနာရီထမင်းစားတော့ပြီးလင်းငိမ့်တို့အိမ်တို့ခိတာကူလာကတားနှစ်ကစားတတ်၏တခါတည်းရဲ့လဲတားကိုတိတ်ပေးခဲ့တတ်၏တခါတည်းရဲ့ငိမ့်အလုံးရှုံနေ၍အကူညီတောင်းလင်လဲရ၏ညမ၏အဝတ်ကလေးနည်းနည်းလျှော်ပေးခဲ့သမှာမမငင်းကြမ်းတိုက်เสียရှိလို့ဆိုလင်လဲ ်တွတ်တွတ်လက်လက်ခြေခြေနက်နက်နဲ့လျှော်ဖို့ပြီးသွားတယ်။ငိမ့်တို့အိမ်တွေတနာရီခန့်နေပြီးတော့အခါသူ့အိမ်တို့ပြန်၍ဆက်ချုပ်နေသည်မှာညနေထမင်းချက်ချင်းရောက်မှနားရရှာ၏။ချက်ပြုတ်ပြီးသည်တည်နှင့်ကျောင်းမှပြန်ရောက်လာသောမောင်နှယောက်နှင့်မိခင်အိုကြီးကိုခုခတ်ကြွမိ၏။သူလည်းရေမိုးချိုထမင်းစား၏။နေဆောင်လာတော့အခါတားဟူလာခေါ်၍လမ်းလျှောက်တတ်၏။ဒီဝတ်တရားကိုတော့ သူမြီမြအလုံးမအားသည်ဖြစ်စေမပြတ်ကွက်စေခဲ့ရ။ညဘက်ရောက်တော့ကျယ်သည့်တက်စရာရှိရင်တိုက်လင်းလက်ချုပ်ချုပ်စရာရှိရင်ချုပ်ရင်းဖြင့်အချိန်ကုန်သွားရပြန်။လူခမရအတန့်ငငယ်ရွယ်ရွယ်နဲ့အိမ်တော်ကြီးတစ်ခုဤတောင်းကိုထမ်းနေရရှာသည်။ထို့ကြောင့်အကြောင်းသိများက မြင့်တာထားကြ၏။ထိုထဲတွင်ငိမ့်တို့ကအပူဆုံးလေ။လက်လက်ဤမပြေလည်သောဇလံကိုကြားရစဉ်ကငြိမ့်ခင်မုန်းတယ်မှာတတော်တော်ပြောမဆုံးဖြစ်ခဲ့၏။ ဒီလိုကောင်မလေးမျိုးဖြစ်သွားတဲ့အခါဘလောက်များဆိုးရသလဲလို့အလကားကောင်။အော်ကိုကလည်းကောင်မလေးကတော်တာတော့ဟုတ်ပါရဲ့။သူ့မေမစွမ်းမတန်ကြီးနဲ့မောင်နှစ်ယောက်တောင်ကိုကြောက်လို့နေမှာပေါ့။ဘာပဲဖြစ်ဖြစ်ပေါ့မိငယ်ရအစသူစဉ်းစားပါလား။မမြန်းငယ်ကတွေးပါလား။ခုတော့ကောင်မလေးအရှက်ရတာပေါ့။တော်ပါတော့ကိုရဲ့ငင်းလဲကိုချင်းစာမိပါတယ်။ ဒါပေမဲ့တနေ့တော့သူ့ကိုတကယ်ချစ်မြတ်နေတဲ့လူတယောက်ယောက်ပေါ်လာအောင်မှာပေါ့ခုမှကောင်းမလေးအသက်20တောင်ပြည့်သေးတာမဟုတ်ဘူးအလကားစိတ်ရှုပ်စရာတွေးနေတယ်ကဲရော့တားခဏချီထားအောင်နော်မိငယ်ထမင်းခူးကြီးအောင်မှာအေးလေဟုတ်တော့လဲဟုတ်ပါတယ်တနေ့တော့ကောင်းမလေးအတွက်ကုသိုလ်ကံကောင်းတဲ့အချိန်ရောက်လာအောင်မှာပေါ့ဒီလိုပဲဆူတောင်းပေးရမှာပဲညီတို့ဒီလက်လက်ကို ညီမတပွဲချစ်ခင်နေ၍ကောင်းစားစေလိုသောဆန္ဒအမြဲရှိလေ။လက်လက်အတွက်အမြဲပူပန်နေကြရ၏။လက်လက်နှင့်ပတ်သက်လာလေအမြဲတမ်းအတက်နိုင်ဆုံးအကူအညီပေးခဲ့၏။လက်လက်ကလည်းလိမ်ပါသည်။သူ့ဘော်ထားရှိသောညီအင်းတို့စေတနာကိုလေးစားသည်။အမအရင်အကိုရင်းတပွဲသဘောထားကဆက်ဆံ၏တိုင်မင်း၏။လက်လက်မျက်မှန်တလက်လက်ဝဲခြင်းနဲ့မမကြီးအားရင်လိုက်ပို့ပေးပါလားနော်။ပို့တာဗောလက်လက်ရဲ့ မမငင်းအောင်ပြောမလို့ဟာမျက်လုံးကဗနက်နေလဲတခါတလေကြိုက်တယ်ဆက်ချုပ်ရလုံးလို့ထင်ပါရဲ့မမငင်းရဲ့ပြီးတော့လက်လက်ဒီနေ့ဆယ်တန်းဝင်ပြေမလားစိတ်ကူးတာတယ်ဖြစ်ပါမလားဟင်ဟာဖြစ်တာပေါ့ဘာလို့မဖြစ်ရမှာလဲဖြေးတာဖြေးညမစားအုပ်တွေဝယ်ပြီးလားလိုတာရှိရင်ပြောမမငင်းတို့ဝယ်ပြီးမှာကျေးဇူးတင်ပါတယ်မမငင်းရဲ့လက်လက်ဝယ်ထားတာအားလုံးစုံနေပါပြီ ။နည်းနည်းပပတော့ဖတ်ပေးပါပဲ။ယူမပေးတာကတော့တိတ်မနာလေဘူး။ကိုရန်တော့ငါတင်ခဲ့ရတာတွေလက်လက်မေ့ကုန်ပြီ။စူးစားရင်ဘာမှမဆိုဖြစ်နိုင်ပါရဲ့ညီမရဲ့စူးစားပါ။မမတော့လည်းကုညီမှာပေါ့။ညီနေဒီမြမအားမလက်ဖြစ်နေသေးချားထဲမှာဆယ်တန်းပြင်းရစိတ်ကူးနေတော့လက်လက်ဆွဲကိုချီကျူးလိုက်မိ။လက်လက်တွေလည်းညင်းဤအားပေးစကားကြောင့်အတော်ကလေးအားတက်သွားပုံရလေ။ ဖဖေရှိတော်ကခဏခဏပြောတယ်။ငါသမီးကြီးဆရာဝန်မကြီးဖြစ်ရမယ်တဲ့။လက်လက်ကလည်းဖြစ်ချင်ပါတယ်။တဒန်းမှမကြခင်ဘူး။ဒါပေမဲ့လက်လက်ခုနှစ်တန်းအောင်တဲ့နေ့မှာပဲဖဖေဆုံးမသွားတော့ညှို့မှန်းထားတယ်လို့ဖြစ်မလာဘူးလေ။ဒါတော့ရှိစုမစုလေးတွေထုခွဲရောင်းချပြီးမမေကကြောင်းဆက်ထားခဲ့သေးတယ်။ကိုရဲအောင်တဲ့နေ့ကျတော့မမေခင်ဗျာလေဖြတ်ပြီးလူမမလုံးလုံးဖြစ်ရရှာတာပဲ။ဒီတော့လက်လက်အကြောင်းဆက်နေဖို့ဘယ်ဖြစ်တော့မလဲ အောင်နဲ့ကြော်ကြော်တို့ကလည်းចောင်းသားတွေဆိုတော့ညားမှာပေါ့ခုတော့လက်လက်ဆရာအောင်မကြီးမဖြစ်လို့ဝမ်းမနေပါဘူးမရေမကြည့်ပါဘူးလက်လက်တောင်ကိုလက်လက်ချေချေပုံပုံထမ်းဆောင်နေရတဲ့အတွက်ကျေနပ်ပါတယ်လက်လက်တောင်ကြေဝမှုတာအရေးကြီးတယ်ဆိုတာသဘောပေါက်ပါတယ်။ဒါမဲ့မမရဲ့လက်လက်တငယ်ချင်းနေကောလိပ်ရောက်ကုန်ကြတာမြင်တော့လက်လက်လည်းအားကြမိပြန်ရော။ဆရာလေးအောင်ထားရင်တော့ပိုးစင်တာပြေတာပေါ့လေနော်။ နောက်နှစ်နှစ်ဆိုအောင်အောင်ဘွဲရတော့မှာပဲအဲ့ဒီတော့လက်လက်ညချောင်းတက်ပြီးဘွဲလေးပါလေးရအောင်ပြန်စူးစမ်းယူရနိုင်ပါတယ်နော်လက်လက်ဒီသူ့ဘဝအကြောင်းကိုတီးတွန်းညင်သာစွာပြောပြနေလေသည်သူ့မျက်လုံးလေးများသည်အဝေးသို့ညော်ကြည့်နေပြီးတကယ်တော့ရည်ရည်ဝဝရှိလိုက်သူခမရပြောပြเสียငိမ့်တို့သာလည်းရှိသောကြောင့်သူ့စိတ်ထဲခံစားနေရသမျှကိုပြောပြနေဟန်ရှိသည်ငိမ့်သည်လက်လက်အားကရုဏာတတ်မဆုံးဖျက်ပြင်း ဒါနဲ့မမညင်ရဲ့လက်လက်တစ်ခုမေးချင်ပါတယ်လက်လက်ကကောက်ခံငင်ကပြောလိုက်စောစောကရီဝင်မှိုင်းနေသောမျက်လုံးလေးများသည်တစ်ဖြက်ဖြက်အယောင်ထွက်လာသည်ထင်လိုက်ရ၏မေးလေညီမလက်လက်ကဘာမှမပြောချင်းခေါင်းကလေးအတောင်ငုံသွားပြီးညင်နေအတန်ကြာမှယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ကိုချစ်တယ်ဆိုတာဘာဖြစ်လို့လဲဖခင်ရဲ့ ဒါမှမငိမ့်ဘဲဖြေးတတ်မှာတော့လက်လက်ရဲ့ဒီမဲခွန်းကိုဖြေးဖို့တိတ်လွယ်တာမဟုတ်ဘူးပြီးတော့လက်လက်ကဘာဖြစ်လို့သိကျင်တာလဲညမကိုဟုတ်တယ်မမလက်လက်ပုံမွေလင်းလင်းမတိုင်မြင်ပြစေလက်လက်ကိုချစ်နေတဲ့လူတယောက်ရှိတယ်သူကလက်လက်ကိုလက်ထက်ချင်နေတယ်အဲ့ဒါလက်လက်ဘာမှပြန်မဖြေရသေးဘူးမနေ့ကဖြစ်ခဲ့တာကိုတွေးပြီးလက်လက်ကြောက်နေတယ်ဆိုတော့မမရဲ့ ခုတခါကလူကြီးတွေသဘောကျတဲ့လူဖြစ်ဖို့ဘူးစာမဆောင်ခဲ့ရတာကိုတိတ်မခံစားအောင်ဒီတခါတော့လက်လက်ချစ်လက်လက်သည်အတန်ကလေးတုံးလာကစကားကိုတပိုင်းတစားဖြင့်ရက်ထားလိုက်ငင်းသည်လက်လက်၏စကားအသွားလာကိုကြည့်ပြီးလက်လက်၏စိတ်နေသဘောထားကိုရိတ်စားမိလေပြီဒီတခါတော့လက်လက်ချစ်တဲ့လူနဲ့ကွဲရင်ဖြေမြအောင်ခံစားရမယ်ဆိုတော့ဟုတ်လားညီမညီပါဦး လက်လက်ကအဲ့ဒီလူကို ချစ်နေပြီလား तू ကမသိဘူးလဲအထက်တန်းစီရေးပါလှုပ်သားခေါ်လိုက်မှလဲဆက်တန်းနေတယ်လက်လက်သူ့ကိုချစ်နေပြီလို့တော့ထင်တာပဲမမှန်ရဲ့သူ့ကိုမြင်လိုက်ရရင်လက်လက်ရင်ထဲမှာတမျိုးကြီးဖြစ်ဖြစ်ကြံရဲ့တယ်အဲ့ဒါလက်လက်သူ့ကိုချစ်နေတာပဲမဟုတ်လားငင်းဒီအယူခံတသက်ဖြစ်သောကောင်မလေးအချစ်ကိုတွေးဟာရှိစရာမလိုတော့ဘူးဒီကောင်မလေးအချစ် တန့်ရှင်းယူသားတယ်လို့တစ်ဖက်မှမြင်တာဒီလဲတန့်စင်မုံမြက်ပါကအလုံးမဲဝမ်းမြောက်စရာကောင်းပြီလေမြည်ဟုထင်လိုက်ပါ၏ဟွန်းမမအဲ့လိုခံစားရတာလက်လက်သူ့ကိုချစ်နေမိလို့ပဲမဟုတ်လားအဖြေကတော့ဒါပါပဲညီမညီမသူ့ကိုချစ်နေတာပဲပေါ့ဒါပေမဲ့လက်လက်နားလေပါတယ်သူ့မြင့်တာဟာတကယ်မြင့်တာဟုတ်မဟုတ်ဆိုတာလက်လက်စောင့်ကြည့်အောင်ပါပေါ့ အချင်ရအကောင်းဆုံးသောပညာရှိကြီးပဲမဟုတ်လားပြီးတော့သူကအညာကပြောင်းလာတာသိမကြသေးဘူးတယောက်အကြောင်းတယောက်ကောင်းကောင်းသိဖို့လိုသေးတာပေါ့နော်မမကြီးလက်လက်ဤတွေးတော့ဆင်ခြင်တတ်သောစိတ်ကလေးကိုငိမ့်မချီချူးဝဲမနေနိုင်တော့ဘူးထို့ကြောင့်လက်လက်ဤပခုံးကလေးကိုကိုင်ကကံကောင်းပါစေကွယ်ဟုဆုတောင်းလိုက်ပြီးတော့ဤဒီနောက်ပိုင်းတွင်ကလက်လက်သည်သူ့ချစ်သူအကြောင်းကိုတပြောတည်းပင်ပြောနေတော့ဤ ပြောလုံးအကြီးွေပင်ငိမ့်ကပင်စမိတော့သည်ဘလို့လဲညီမကြီးဒီနေ့ဆယ်တန်းဖြည့်နိုင်ပါအောင်မလားထိုကလက်လက်ဤမျက်နာကလေးပန်းသွေးရောင်လှမ်းသွားတော့ဤဖြည့်နိုင်တာပေါ့မမရဲ့ပူတော့အားရှိသွားသေးတယ်သူကလေလက်လက်ဆိုတိတ်ချီးကျူးမိတာပဲတဲ့လက်လက်ဘွားကိုလည်းတနာတယ်တဲ့ဒီလိုဘွားမျိုးမှာဒီလိုဆွဲရှိတာတိတ်အားရတာပဲတဲ့သူကလက်လက်ကိုတိတ်ချစ်တာပဲသိလား လက်လက်အဖြေတကားကြောင့်ငိမ့်မှာပင့်သက်ပင်ရှူလိုက်မိရတော့။လက်လက်အဖြေတဲ့တွင်နှလုံးသား၏လှုပ်ရှားမှုစိတ်အားတက်ကြွမှုချစ်သူ၏စကားကိုတမျက်တနှုံယုံစားမှုစသည်တို့အားလုံးပါဝင်နေသည်ဟုငိမ့်ကယူဆလိုက်မိ။ဝမ်းသာပါရဲ့ကွယ်။လက်လက်ကိုတကယ်ချစ်တဲ့သူပေါ်လာတာမမတို့တိတ်ဝမ်းသာပါတယ်မမတို့ဘယ်တော့မဟုတ်စားရမှာလဲငြိမ်းအမေကိုလက်လက်ချက်ချင်းမဖြစ် အတန်ကြာအောင်ပဲငြိမ်သက်သွားလေသည်လက်လက်တို့တစ်နှစ်အနှစ်နှစ်အတွင်းလက်မထနိုင်ရပါဘူးမမရဲ့အောင်ပွဲရပြီးမှပဲစဉ်းစားအောင်လို့သူ့ကိုပြောထားပါတယ်သူကတော့ခုတော့လက်ထချင်နေတာမမရဲ့လက်လက်တယောက်ထဲတာဝန်နေအများကြီးယူနေရတာတနာလာပြီတဲ့ဒါပေမဲ့လေအတက်နိုင်ဆုံးလိုက်ရောတဲ့အနေနဲ့ဟွာကျွရင်သူမိပါတယ်ပြောဖို့စိတ်ဆက်ထားဖို့တော့သဘောတူလိုက်ပြီ။လက်လက်ဒီစကားဆုံးတော့ တပြင်းကလေးတစ်ချက်ချလိုက်သူ့စိတ်ထဲတွင်သူ့ဆုံးဖြတ်ချက်မှာညံဆန်သွားလေသလားဟုသောတန်မြတ်စိတ်လေးပေါ်လာဟန်ရှိထို့ကြောင့်မင်းငင်းကနှစ်သိမ့်လိုက်ရ යි ကိုချင်းကမြစ်တာမျှထားပြီပဲကွယ်အတီလင်းဖြစ်ထားတော့ကောင်းတာပေါ့သူလည်းလက်လက်စီဝင်နိုင်ထွက်နိုင်တာပေါ့ဟုတ်ဘူးလားကြည့်ရလဲသဘောကောင်းမှုရပါတယ်မမကတော့ညီမအတွက်ကံကောင်းပါစေလို့အမြဲဆုတောင်းနေတာပဲဟာမမဆုတောင်းပြည်ပြီပေါ့ လက်လက်သည်အပြုံးကလေးဖြင့်ခေါင်းငိမ့်လိုက်ရသည်နောက်တလခန့်ကြာသောအခါငိမ့်ထံသို့ပက်ကီမင်္ဂလာဖိတ်စာရောက်လာ၏ရွှေရောင်ဖောင်းကြွနေသောဒေါက်တာကျော်မင်းနှင့်ခင်မဦးဟွာပက်ကီဟူသောစလုံးကလေးများကကျွေရောင်ကပ်ပြားပေါ်တွင်ထင်းနေဝင်နေ၏နှစ်ဖက်မိဘတို့၏ဘွဲတူဂုံလူများကလည်းနေရာအတော်ယူထားကြ၏ရှင်ဟိုတယ်တွင်နနတ်စာဟူသောစကလုံးများကလည်းခတ်ကြွကြွ အဆုံးနာကလက်ဖွဲ့ခြင်းတိခံမှာဟူသောစလုံးများကခတ်ထဲတယ်။တကယ်ပင်ကြီးကျယ်မည်ဖြစ်သောမင်္ဂလာပွဲပင်လေ။ထို့ကြောင့်မဟုတ်အင်မတန်ခင်မင်ရင်းနှီးသောတငယ်ချင်းဖြစ်နေသောကြောင့်ငိမ့်တို့မိသားစုတွားကြရ၏။သူတို့သားသူတို့သမီးများကိုပွဲထုတ်စဉ်အနည်းတွင်ကက်လျက်ရှိသောမင်းကတော်စိုးကတော်တို့ထံမှစကားဖြင့်စကားတင်များကိုကြားရ၏။ကြားရသောအကြောင်းအရာခင်မောက်၏လေပုံပတ်ပုံ ်အဖမ်းတော်ကိုအကြောင်းများတာပြီပြောသူတို့ကသရိုးသားဘမအမျိုးတော်သူများပဲလားခင်မဦးကိုမလုံမုံထားသူများလားပဲသရိုးသားနဲ့အမျိုးမတော်လိုက်ရတော့ကြောင်းမလားတခုကြောင်းတော့တခုကြောင်းပဲငိမ့်တို့မိသားစုသည် ထိုစကားများကိုတစ်ဖက်နားမှ ထုတ်ပြန်လိုက်အိမ်ပြန်တွင်တက်ကြီးထဲ့ပြီးတော့ကိတ်မုတ်တထုတ်ကြီးကိုပိုက်၍ပြန်လာကြ၏မိငယ်အင်းရှိမှဟိုကောင်မလေးရောက်နေတယ် ဟင်ဟုတ်လားဒီကောင်မလေးဒီအချိန်မလာစဘူးငိမ့်သည်အင်ကြီးကမန်းကရက်လေးရဲ့အင်ရှိကိုထွက်လာခဲ့လက်လက်သည်ကျမ်းမော်တွင်တွေ့တွေ့ဝဝေကလေးထိုင်နေငိမ့်ထွက်လာသည်ကိုမြင်သောအခါနေရာမှထ၍ငိမ့်ရင်ဝင်ထဲမှစောကို ပြောင်းချလိုက်နောက်ဘာမပြောညာမပြောစောကိုခြေလျက်ပြီးရှိုက်ခါရှိုက်ခါငူရှာတော့သည်ဟဲ့လက်လက်ဘာဖြစ်လို့လဲမမကိုပြောပါဦးစောစောစီစီ ဘာစိတ်မချမ်းသာတာတွေ့လာပြန်လဲညီမရဲ့လလတော့ဒုက္ခရောက်ပါပြီမမရဲ့ငဲရင်လည်းတွင်ထိတ်ခနဲဖြစ်သွားပြီဘာဘလို့လမ်းပါပြီလက်လက်ရဲ့ဖြည်းဖြည်းနဲ့နားလဲအောင်ရှင်းပြပါညီမလာလာထိုင်စမ်းလလနဲ့သူနဲ့တော့ယူပြတော့မှမဟုတ်ပါဘူးစောစောကသူလာတယ်သူမိဘတွေကိုလလနဲ့ဆေးဆက်ပေးဖို့သူပြောထားတာ သူ့မမသူ့မိဘတွေကစိတ်ဆက်မပေးနိုင်ဘူးလို့ပြောလိုက်တဲ့။ဘာဖြစ်လို့လဲဆိုတော့လက်လက်အကြောင်းတွေအကုန်သိပြီးသားမို့တဲ့။ဟိုတနေ့ကလက်လက်ဟိုလူနဲ့စိတ်ဆက်တာပြတ်သွားတဲ့အကြောင်းသူတို့သိရဲ့တဲ့။လက်လက်ဟာတည်ငြိမ်တဲ့မိန်းကလေးမဟုတ်ဘူး။တိတ်ခါလည်းမရှိဘူးတဲ့။အဲ့ဒါအဲ့ဒါကြောင့်လက်လက်ဒီစကားကိုဆုံးအောင်မပြောနိုင်တော့ပဲရက်ပြစ်လိုက်သူ့တကူလုံးကတသိမ့်သိမ့်တုံလေးရှာလိုက်သည်ငြင်းရင်ထဲမှာမူ ဖြစ်ရလေဖြစ်ရလေကန်ဆိုးလိုက်တဲ့မင်းကလေးရဲ့ဟူရဲ့ရင်ရွတ်နေမိတော့ဤသူကလည်းလက်လက်ကို အပြစ်တင်တယ်လေတကယ်ဆိုလက်လက်ဖြစ်ခဲ့တာတွေအားလုံးသူ့ကိုပြန်ပြောဖို့ကောင်းတယ်တဲ့ခုလိုသူများပြောမှသိရတော့စိတ်မရှင်းဘူးတဲ့ခလူနဲ့ဘာဖြစ်လို့ကွဲရတယ်ဆိုတာလဲပြောပြပါတဲ့လက်လက်လည်းရှင်းမပြလိုက်တော့ရှင်းစိတ်ထဲမှာကျမကိုတကယ်ချင်းယုံကြည်ရင်လက်ထပ်လှဲ့ပါ ဒီเจ้าတော့ပြန်မပြောနိုင်တော့ဘူးလို့ပြက်ပြက်ပဲပြောလိုက်တယ်မမရဲ့နောက်ဆုံးတော့လက်လက်ဟာလက်ကြံရင်ခဲ့တာပါပဲငင်းဒီလက်လက်ကြီးလက်မောင်းကိုဆုပ်ကိုင်းထားရင်ဘာစကားမှမပြောနိုင်အောင်ဆွန့်အားနေလေသည်ပက်ကြီးတွင်ဂုံနှင့်ပညာနှင့်မိဘအရှိန်အဝါနှင့်အားလုံးပြည့်စုံ၏ပက်ကြီးတွင်လူသိသောအချစ်ဇလံလူမသိသောစက်ကွက်မြုံများများစွာရှိ၏ထိုဇလံတွင် ်မြည်တို့မြမပါဝင်ခဲ့သောဂုံပညာအရှိန်ဝါနှင့်ပြည်သောသောလူတစ်ယောက်နှင့်နောက်ဆုံးလက်ထက်၏ပက်ကီခီလန်းစင်ကလှမ်းနိုင်ပေါက်မျော်တိုင်းရောက်ပြီးတော့ဤတကားဒီမိန်းကလေးလက်လက်သူတွင်ပက်ကီလိုအရေးချင်းမရှိယူသားကုန်တိရမှုကုန်ကို့အားကိုကိုကုန်ဒီကုန်များသာရှိသည်ဒီမိန်းကလေးလက်လက်သည်တခါကအเจ้าမဆုံး၏လူကြီးများသဘောမတူသောလူနှင့် သဘောတူသောလူနှင့်လွဲကြရ၏နောက်သူတွင်ချစ်သူရှိ၏ဒီချစ်သူနှင့်သေတပံတက်တဆုံဘဝတစ်လျှောက်လုံးအတူလက်တွဲတော်မူဆုံးဖြတ်သောအခါအတိတ်ကလွဲကြရသောအကြောင်းကိုပြန်ကောက်၍အပြစ်ရောက်စေ၏လက်လိုက်ခီလန်းသည်ခရောင်းတော်ကိုသာအကျဉ်းချင်းဖြတ်၍နေရရှာပါကလားနောက်ဆုံးတော့လက်လက်ဟာလက်ကြံရစ်တာပါပဲလက်လက်ဤစကားသံသင်းလေး ်ငြိမ့်ဤနာအတွင်မှမထွက်တော့ပါချေရှုမွာရုပ်ဆောင်မဂ္ဂဇင်း1980ဆ iam ကြီးကြည်ကျူသိရဲ့အတိတ်အနာဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်နားဆင်ပြီးကြသူအားလုံးကျမ်းမာချမ်းသာကြပါစီရှင်